င်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူကလေ့လာဆွေးနွေးဖို့ရွေးချယ်ထားတဲ့စံစာပိုင်းကတော့ဓမ္မတစ်ကျမ်းထက်ကတီတူအိုဝါဒါစာအခန်းကြီး1ဖြစ်ပါတယ်။အမ်ယူဂျီတူရဲ့လက်တွေ့ဘဝနေထိုင်မှုအတွက်တကယ့်ကိုအားရစရာလမ်းညွှန်ချက်တွေအများကြီးပါတဲ့အခန်းလို့ဆိုနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ခင်ဗျာ။ဒီအချက်လက်တွေကိုတော့ The Wife Believers ကပြုစုထားတဲ့မဆူတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားကြမှာပါ။ဟုတ်ကဲ့။ တီတူအခန်းကြီးတစ်တုံးကမာရွေးနေဆရာကြီးအကြောင်းတတိပေးခဲ့ပြီးတော့အခုအခန်းကြီးနေ့မှာကြတော့အဲ့ဒါတွေကိုဘလို့တံပြန်လဲမှန်ကန်တဲ့အတ္တတာကဘလို့ဖြစ်ရမလဲဆိုတာကိုပြောတာဆိုတော့ချိတ်ဆက်မှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်မှန်ပါတယ်ခင်ဗျာအယူဝါဒမှန်ကန်ဖို့လိုလို အတ္တတာပဲမှန်ကန်ဖို့လိုတဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းခြေပြထားတာပေါ့အခန်း၁ရဲ့အပြည့်သဘောဆောင်တဲ့တတိပေးချက်တွေကနေအခန်း၂ရဲ့အပြည့်သဘောဆောင်တဲ့လက်တွေ့လမ်းညွှန်ချက်တွေကိုကုပြောင်းသွားတာပါဟုတ်ကဲ့ ဒါဆိုရင်ဒီနေ့ကျမတို့အဓိကဆွေးနွေးမှာကဒီအခန်းထဲမှာပါတဲ့အုပ်စုအလိုက်မားချချက်တည်းအဲအဲ့ဒီနောက်ွယ်ကသဘောတရားတွေအထူးသဖြင့်ဂျေဆုတော်ကဒီအသက်တာကိုဘလို့ပုံဖော်ပြသလဲဆိုတာတွေကိုအတူတူလေ့လာကြည့်ကြမယ်နော်။ကဲအရင်ဆုံးအုပ်စုအလိုက်တွင်တင်ချက်တည်းအခန်းငယ်အစ်ကနေ၁၀ထိကိုစကြည့်ကြအောင်။ Okay အခန်းငယ်အစ်မှာတိတိုးကိုအချိုးဖြစ်ထွန်းစေတဲ့တွင်တင်ခြင်းနဲ့ကန့်ညီတာကိုပြောပါဆိုပြီးအရင်အခြေဖွင့်လိုက်တယ်။ ျမ်းမာတဲ့တွင်တင်ချင်းနဲ့လက်တွေ့အသက်တာချိန်ဆက်ဖို့ပေါ့ပြီးတော့မှအုပ်စုလိုက်တည်ထောင်ပြောသွားတာအရင်ဆုံးကအသက်ကြီးတဲ့အမျိုးသားတွေအခန်းငယ်တူပေါ့ဟုတ်ကဲ့သူတို့ကိုအဓိကမာတာ၃ခုတမာတတိရှိဖို့အင်္ဒရီရှိဖို့စင်ချင်းတွင်တင်အားရှိဖို့ဆိုတော့ကတည်ငင်ရင်ကြမှုပေါ့လေနောက်ပြီးတော့ယုံကြည်ခြင်းမေတ္တာခံနိုင်ရည်ဒီအခြေခံတွေမှာလဲခိုင်းရင်မှမရှိဖို့တိုက်တွန်းထားတယ်အင်းအသက်ကြီးသူတွေစီကဒီလိုတည်ငင်မှု ခိုင်မာမှုမျိုးလိုအပ်တာကအတင်းတော်တစ်ခုလုံးရဲ့တည်ငြိမ်မှုအတွက်ရေးပါတယ်လို့ဆိုလိုတာဖြစ်မယ်နော်အထူးသဖြင့်အခန့်တကမတည်ငြိမ်တဲ့တွင်တင်ချက်တည်နဲ့ရှင်ကြည့်ရင်ပေါ့အဲဒါကောင်းလက်ထောက်ပြချက်ပဲဟုတ်ပါတယ်သူတို့ကကြောက်စူးလို့ဖြစ်စေခြင်းတဲ့သဘောအသက်ကြီးတဲ့မျိုးသမီးလေးပဲလက်လိုက်တော့အင်ကယ်တော့ကသူတို့လည်းအရေးကြီးတယ်မထားတာကတက်ကြီးညိုဖွဲအမှုကျင့်နဲ့အသက်မဖြစ်ရဘူးစကားကိုတရီထားဖို့တုံးသေးရအရက် အဲ့ဒါဒီမှာကြောင်းမဖြစ်ဖို့ဒါကကိုယ်ပိုင်အသက်တာတန့်ရှင်ဖို့ဟုတ်ကဲ့ဒါပဲအရေးကြီးတာတကူထပ်ပါလာတယ်ကောင်းသောအရာကိုတွင်တင်သောသူဖြစ်ရမယ်ဆိုတာပဲအဲ့ဒီကောင်းသောအရာကိုတွင်တင်ချင်းဆိုတာကိုသွားပို့ပြီးရှင်းပြထားသေးတယ်နော်ဘသူဒီကိုပါရီတင်ရမယ်ဆိုပြီးတော့အတေးကြပဲအဲ့ဒါအခန့်ငယ်၄နဲ့၅မှာအဓိကတင်ရမှာကငယ်ရွယ်တဲ့အမျိုးသမီးတွေတင်ရမယ့်အကြောင်းအရာတွေကလည်းတကယ်လက်တွေပဲခေမောနာသားသမီးကိုချစ်တတ်ဖို့စင်ကြုံတရားရှိဖို့ စင်ကြဲဖို့အိမ်မုကိစ္စမှာစူးစားဖို့ဂျင်နာတက်ဖို့ခင်မို့ကိုလောက်ခံဖို့အဆုံပဲအင်းဒီတွန်တန်မှုတရားပွဲကြီးမှာဟောတာမျိုးထက်တယောက်ချင်းအိမ်မှာလက်ဖက်ရည်တောင်းရင်ပြိုပြတင်ပြတာမျိုးဖြစ်နိုင်တယ်နော် ပြီးတော့အဲ့လိုချင်းရတဲ့အကြောင်းရင်ကိုအခန်းငယ်ငါအစိုးမပြောထားတာဖျားတခင်ရဲ့နှုတ်ကပတ်တော်ကိုကဲရဲချင်းနဲ့กินလို့အောင်ဆိုတာအဲ့လေတတိထားမိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတိတ်ရဲကြီးတဲ့အချက်ပဲကိုယ်တက်တာက တဲ့ရင်ကောင်းကိုအများအမိမှာဘလို့ပုံဖုံနေတယ်လဲဆိုတာပေါ့အပြုမှုကဧဝံဂေလိတရားရဲ့ဂုံကိုစောင်းသလိုဖြတ်လဲဖြတ်နိုင်တယ်ဆိုတဲ့တတိပိချက်ပဲအဲတော့အစေခံကျွန်းတဲ့အပိုင်းမှာလည်းဒီသဘောပြန်ပေါင်းမယ်ကက်ဆက်သွားအောင်တတိယအုပ်စုငွေရွေးတဲ့မျိုးသားလေးငွေ၆ချက်ဟုတ်ကဲ့အသက်ကြီးအမျိုးသားရဲ့စီမလည်းဒီအရေးအတွေ့ကိုတောင်းဆိုထားပြီးသားငယ်ရွယ်သူတွေအတွက်ကြတော့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းကပိုပြီးအရေးကြီးလို့ပိုစင်ခေါ်မှုရှိလို့ဒါကိုအထူးပြောတာဖြစ်မလား အလွန်ဖြစ်နိုင်ပါတယ်။လူငယ်ဆိုတော့စိတ်မြန်လက်မြန်စိတ်အားထက်သန်မှုတွေကိုမှန်တဲ့လမ်းပေါ်တက်မှာဖို့ပေါ့။ဒါပေမဲ့ဒီနေရာမှာရှင်ပေါလုကတီတုကိုတရီပေးတာတခုရှိတယ်။အခန်းငယ်ခွန်မှာလေတီတုကိုတိုင်က इन सब बातों में एक अच्छा नमूना होना चाहिए अया या नाइ को को कौन दो अचिन तो ई पोंग तति ठी से लो ए ओ होके कौन सा मो अटो टगेट अये जी दे थिन गन सा बे को लाई लो प्या नाइ मा दु म्या को प्यो लो ठी ओ मा बोन नो တို့ရဲ့တုံတင်ချက်အရေးသွေးကိုလည်းပြောသေးတယ်ဗဟောလံဟုတ်ပါတယ်အခန်းငယ်ခွန်နောက်ပိုင်းနဲ့ရှစ်မှာလေတီတိုရဲ့တုံတင်ချက်ကတဲ့စင်ကြယ်ရမယ်ရည်ရဲချက်ရော အကြောင်းအရာရောနှစ်လေးနက်မှုရှိရမယ်၃အပြစ်တင်စရာမရှိတဲ့ခိုင်းမာမှန်ကန်တဲ့စကားဖြစ်ရမယ်ဒီလိုဆိုရင်စန့်ကျင်ပတ်တဲ့တော့မကောင်းပြောစရာမရှိလို့အချက်ရတော်မယ်ပေါ့ တွန်တင်မှုရဲ့ဩဇာကိုထိန်းဖို့ပေါ့ကောင်းလေတာအသက်တာရောတွန်တင်ချက်ရောပြည့်စုံဖို့လိုတာပေါ့ကဲနောက်ဆုံးအုပ်စုအစေခန်ကျွန်းနဲ့ slice သူတို့တို့ရောဘာဒီမှထားလဲဒီနေ့ခင်းနေတော့တရက်ဘလို့တုံးမလဲစဉ်းစားစရာပဲအေးဒါကဟုတ်တယ်စဉ်းစားရမယ့်အချက်ပါရှေးခေရောမလူဖွဲ့အစည်းမှာကျွန်းစနစ်ကပုံမှန်ပဲဆိုတော့အတင်းတော်ရဲမှာယုံကြည်သူကျိုးနဲ့အများကြီးရှိမှာပဲသူတို့တို့လက်တွေလမ်းညွှန်ချက်တွေပေးထားတယ်ငွေ60 ။သခင်တွေကိုနားခံဖို့သူတို့ကိုနစ်သက်အောင်လုပ်ဖို့ပြန်မပြောဖို့မခိုးဖို့အရာရာမှာတစ္ဆာရှိကြောင်ပြဖို့ဒါတွေကအဲ့ဒီခေလူမှုအခြေအနေအရသူတို့ရဲ့အလုရှင်နဲ့ဆက်ဆံရေးမှာဘယ်လိုနေရမလဲဆိုတော့ပို့ဒီနေရာမှာလေအဲ့ဒီလူချင်းရချင်းရဲ့ရည်ရွယ်ချက်ကိုထပ်ပြောပြမယ်နော်ဟုတ်တယ်ဟုတ်တယ်ငယ်တဲ့မျိုးသမီးတွေလိုပဲငန်းဆဲအဆူမှာထိုးတိုးပြုလျင် ငါတို့ကဲတင်တို့မှုအရှင်ဖျန်းတကင်းတွင်တင်ချက်ကိုအယားယာ၌တန်ဆာစင်ကြလိမ့်မည်လို့ပြောတယ်။တန်ဆာစင်မယ်အဒေါန်ဆိုတာတိတ်လာတဲ့စကားလုံးပဲ။ဆိုလိုတာကယုံကြည်သူကျင့်တယောက်ရဲ့ကောင်းမွန်တဲ့အပြုမူတစ္ဆာရှိမှုက သူယုံကြည်တဲ့ဖျားရတွင်တင်ချက်ဟာတကယ်ကောင်းတယ်၊လပါတယ်၊လက်တွေ့ကြတယ်ဆိုတာကိုပြသနိုင်တယ်။အလှဆင်ပေးနိုင်တယ်ပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။အလုခွင်တဲ့ကတသက်ခန့်ချင်းမို့ဒါဆိုပထမပိုင်းငယ်ဆက်တစ်ဆက်ကအဓိကကအသင်းတော်ထဲကလူအမျိုးမျိုးက သူတို့အခန်းကဏ္ဍလိုက်ဖျားလေအညီဘလို့နေရမလဲဆိုတာကိုအသေးစိတ်ပြောတာပဲဒါပေမဲ့အဲ့ဒီအချင်းနေချင်းဖို့ခွန်အားကတော့ဘေးကရမှာလဲကိုဘတာကိုစူးစမ်းရင်လည်းမလွယ်တော့ဘူးလေဟုတ်ကဲ့အရန်ကောင်းတဲ့မိခွန်ပါအဲ့ဒါကြောင့်ပဲအခန်းငယ်စစ်တကညီစပြီးအဲ့ဒီအချင်းတရဲ့အရင်အမြက်မောင်းနှင်းအားကိုရှင်ပါတာဒါတီတုနှုရဲ့အတဲနဲ့လောင်းလို့တောင် ပြောလို့ရတယ်အခန်းငယ်စစ်တမှာအเจ้าမူကလူအပေါင်းလို့တော့ကဲ့တင်ခြင်းအကြောင်းဖြစ်တော့ ဖျားသခင်ယေရှုတော်ဒီထင်ရှားပေါ်ထွန်းလေရှိသည်ဒီမှာယေရှုတော် grace ကအဓိကပဲဟုတ်ကဲ့ကျွန်တော်တို့ဒီအချင်းကောင်းညီကျင့်နေတာကိုယ့်ရဲ့ချင်းကြောင့်မဟုတ်ဘူးဖျားရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယေရှုတော်ကြောင့်ပဲဆိုတော့ပြောတာဒီယေရှုတော်ကလူအလုံးအသက်ပေါ်ထွန်းလာတာအေးယေရှုတော်ဆိုရင်အများစုကအဖြစ်လွတ်ခြင်းမထိုက်တန်တာရခြင်းလောက်ပဲတွေးမိကြတာများတယ်ဒါမဲ့ဒီမှာရှင်ပေါလုကဂျေဆုတော်ရဲ့နောက်ထပ်လှုပ်ဆောင်မှုတစ်ခုကိုအလေးပေးနေပုံပဲ အခန်းငယ်၁၁မှာလေအကြည့်ကြပဲဂျေဇုတော်ကကျွန်တော်တို့ကိုတွန့်တင်လေ့ကျင့်ပေးတယ် instructing training us အဲ့ဒါကိုငယ်စကွန်မှာရှင်းရှင်းလင်းလင်းပြောတယ်အဲ့ဒီဂျေဇုတော်ကနှက်ရောက်တင်ပေးတယ်တေဖျားရမေတ္တာ and godliness နဲ့ lucky တမန်မှု worldly passions တွေကိုညင်းပယ်ဖို့တင်ပေးတယ်နှစ်ဒီပိစုပံမှာစင်ရင်ုံကြားနဲ့ဖြောင်းမတ်စွာဖျားဝဲနိုင်မှု့လျော်စွာ နေထိုင်မှုတင်ပေးတယ် ဆိုတော့ဂျေဇုတော်ကအပြည့်လွတ်ယုံတင်မဟုတ်ဘူးဟုတ်ကဲ့အဖေရဲ့အနောင်အဖေကလွတ်ပြီးတန်ရှင်ချက်အဖေသာရှင်တန်နေရောတက်တက်ကြွကြွလေ့ကျင့်ပြီးတော့ဆရာလိုနီးပြလိုချစ်နေတာတွေ့ရတယ်ဟောဒါကဂျေဇုတော်ကိုပို့ပြီးပြည့်စုံအောင်နားလဲစေတာပေါ့ပေါ်ပေါ်ဆက်ဆက်နေခွင့်ပေးတာမဟုတ်ပဲတာဝန်တိတိနဲ့တန်ရှင်စွာနေဖို့လမ်းညွန်အားပေးတာကိုဟုတ်ကဲ့ပစ္စုပန်မှာဘယ်လိုနေရမလဲဆိုတာပြောပြီးတော့အနာဂတ်ကိုမျှော်ကြည့်တဲ့ပိုင်းလဲပါလာတယ်နော်ငယ်ဆက်တော့မှာဟုတ်ပါတယ်ပစ္စုပန်အတ္တတာကိုပုံသွင်းတယ် ကျေးဇူးတော်ကအနာကမျောလင်းချက်နဲ့လဲတိုက်ရိုက်ဆက်ဆက်နေတာငယ်၃မှာအဲ့မျောလင်းချက်ကိုမင်္ဂလာရှိဖို့မျောလင်းခြင်း blessed hope လို့တုံးလာတယ်တိတ်လာတယ်အဲ့လာကဘာလဲဆိုတော့ငါတို့ဤကြီးမြတ်သောဘုရားသခင်နဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ဤဘုံအတည်ရတော်ချင်ရှားပေါ်ထွန်းလာခြင်းကိုစောင့်မျှော်နေတာ waiting for ပဲဆိုလိုလာကခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုမျောလင်းတကြီးစောင့်နေခြင်းက ပစ္စပအသက်တာကိုလှုံ့ဆော်အားပေးတယ်။လောကီတမမှုတွေကိုညင်းပယ်ဖို့ခွန်အားပေးတယ်ဆိုတာပေါ့။အော်ဒါဆိုရင်အစကပြောတဲ့လက်တွေ့အကျင့်တွေငယ်ဆက်တစ်ဆက်တဲ့နဲ့အဲ့ဒါတွေကိုဖြစ်စေတဲ့ဂျေဇူးတော်ငယ်ဆက်တစ်ဆက်နဲ့ပြီးတော့အဲ့ဒီဂျေဇူးတော်နဲ့အသက်ရှင်မှုကိုလမ်းကြောင်းပေးတဲ့အနာဂတ်မျော်လင့်ချက်ငယ်ဆက်သုံးအလုံးချိတ်ဆက်နေတာပေါ့နော်။အယံပြေဆုံးတဲ့ပုံစံလေးအခန်းငယ်ဆက်လေးမှာခရစ်တော်ရဲ့အမှုတော်ကိုအနှစ်ချုပ်ထားတွေ့တယ်။မှန်ပါတယ်ခင်ဗျ။ငယ်ဆက်လေးကဒီအခန်းရဲ့အနှစ်ချုပ်လိုပဲ။ ခရစ်တော်ကဘာကြောင့်သူ့ကိုသူပေးဆက်ချက်တယ်လဲဆိုတဲ့ရည်ရချက်နှစ်ခုကိုပြောတယ်။ဒီအကြောင်းလိုကိုအဖြစ်အားလုံးကနေရွေးလို့ဖို့ Redeemers from all lawlessness to ကိုတော်တော်တည်တဲ့လူမျိုးဖြစ်တန့်စင်ပေအဲ့ဒီလူတွေဟာကောင်းသောအချင်းတို့ကိုစိတ်အားထက်သန်သော zealous for good works သူတွေဖြစ်လာစေဖို့အင်းဒါကအစကမားခဲ့တဲ့အတ္တပုံစံနဲ့တက်ရိုက်ပြန်ချိတ်သွားပြီခြေစူးတော်ကြောင့်ကယ်တင်ခံရတယ်ခြေစူးတော်ကကောင်းမှုလုပ်ဖို့လေ့ကျင့်ပေးတယ် ခရစ်တိုကိုရိုင်းကကောင်းမှုလုပ်ဖို့စိတ်အားထက်သန့်တဲ့လူတွေဖြစ်အောင်ရင်းနှုတ်တန်ဆင်ခဲ့တယ်။ဒါကြောင့်ယုံကြည်သူတတ်တာမှာကောင်းတဲ့အကျင့်ကမရှိမဖြစ်လိုအပ်တယ်ဆိုတာဖြစ်လာရော။ဟုတ်ကဲ့။ဒါကြောင့်မင်းရဲ့စပါးမှာတိတုကိုဒီအရာတွေကိုပြောပါတိုက်တွန်းပါအခွင့်အာအပြည့်နဲ့စုံမပါဘီတူးမမထီမဲမြေမပြုတ်စင်းနဲ့လူအာကေနီကုန်းချုပ်လိုက်တာပေါ့နော်အတိအကျပဲ ဒီသင်္ချင်ချက်တွေရဲ့အရေးပါမှုပေါ့ပေါ့တန်တာမဟုတ်ဘူးဆိုတာကိုအလေးပေးလိုက်တာကဲကဲဒါဆိုဒီတူအခန်းကြီးနှုတ်ကိုခြုံငုံကြည့်ပြန်တော့ The Wise Believers ကအနှစ်ချုပ်ထားတဲ့အလိကတင်ခန်းစားလေးတွေကိုပြန်ကောက်ကြည့်ရအောင်ပထမအချက်ကအယူဝါဒကအကျင့်ကိုဖြစ်ဖော်စီတယ်ဆိုတာပဲဒါကိုဘယ်လိုပိုရှင်းပြလို့ရမလဲဒါကတီထူးတစ်ခုလုံးရဲ့အဓိကသဘောတရားပဲအခန်း1ကမာတဲ့အယူဝါဒအခန်း2နဲ့3ကမန်းတဲ့အကျင့် ဘာကိုယုံကြည်တယ်လဲဆိုတာကဘလို့အသက်ရှင်တယ်လဲကိုတိုက်ရိုက်ဖုံဖော်တယ်။ဂျေဇုတော်ရွေးနှုတ်ခြင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုဒီမှန်ကန်တဲ့အယူဝါဒတွေကို နားလဲမှ လက်တွေ့အသက်တာရှင်တန်မှုအခြေခံနဲ့လုံဆောင်မှုရတာကိုအတိနဲ့အကျင့်ခွဲလို့မရဘူးဆိုတဲ့သဘောပဲ။ဟုတ်ကဲ့ဒုတိယသင်ခန်းစာကအချင်းချင်းပံ့ပိုးကူညီပြီးထွန်းတင်ခြင်း mentorship မျိုးဆက်တစ်ခုကနောက်တစ်ခုကိုလက်ရှိကမ်းရမယ့်တာဝန်ပေါ့။ ဟုတ်ပါတယ်အသက်ကြီးတဲ့အမျိုးသမီးတွေဟာငယ်ရွယ်သူတွေကိုတင်ရမယ်ဆိုတဲ့အပိုင်းမှာဒါကိုအထင်ရှားဆုံးတွေ့ရတယ်ဒီတွင်တင်မှုက စာတင်ဟန်းတွေကလို့မဟုတ်ပဲဘဝအတွေ့အကြုံမျှဝေရင်လက်တွေ့အကြံဉာဏ်ပေးရင်စံပြရင်းနဲ့လွတ်ရမှာအိမ်တောင်ရေးသားသမီးပြုစုရေးအိမ်မှုကိစ္စစီမံခန့်ခွဲရေးဒီလိုကိစ္စတွေမှာမျိုးဆက်ကူးတွင်တဲ့မှုတွေကအတင်းတော်အတွက်အရေးကြီးတယ် အမျိုးသားတွေမှလည်းဒီအတိုင်းပဲအသက်ကြီးသူတွေကငယ်ရွယ်သူတွေကိုစံပြရမယ်ဟုတ်ကဲ့တတိယသင်ခန်းစာက ခရစ်ယာန်အသက်တာဟာတည်တည်ခန့်ခြင်းကျမတို့အသက်တာကဧဝံဂေလိတရားကိုတန်ဆာဆင့်တယ်ဆိုတဲ့စကားလုံးလေးခဏခဏပါလာတယ်မှန်ပါတယ်ငယ်ငားမှရောငယ်ဆဲမှရောဒါကိုတိုက်ရိုက်ပြီးတော့တယ်ငယ်ရှိမှလည်းတီတူရဲ့စံမှုနာနဲ့တွန်တင်ချက်ကယန္တူတွေကိုတောင် ပြောစရာမရှိအောင် လုံနိုင်တယ်ဆိုထားတယ် အနုကဘာကိုပြလဲဆိုတော့ယုံကြည်သူရဲ့နေစဉ်ပြုမှု သစ္စာရှိမှု ကောင်းမွန်မှုကတရင်ကောင်းကိုကဲ့ရဲ့မှုနဲ့ကာကွယ်ရုံမကဘူးတခြားသူတွေကိုဆွဲဆောင်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာပဲကိုသက်တာကအေဗန်ဂလိတရားရဲ့ကြောင်ညာဆိုင်ပူလို့ဖြစ်တဲ့နေပေါ့ကောင်းလိုက်တဲ့ဥမာပဲနောက်ဆုံးအဓိကသင်ခန်းစာကသာရမျောလင်းခြင်းတဲ့ဖိဆုပ်ပတ်မှာအသက်ရှင်ခြင်းဟုတ်ကဲ့ငယ်၁၄ကဒါကိုအဓိကပြောတာဂျေဇုတော်ကဒီလောကမှာတန်ရှင်းစွာ ဖြောင်းမစွာဖျားထင်းနိုင်မွေလျောစွာ နေဖို့လေ့ကျင့်ပေးတယ်။တာဂပိစုပန်ဒါမဲ့အဲ့လိုနေနိုင်ဖို့တွန်းကားကခုကခရစ်တော်ပြန်ကြွလာမယ်မင်္ဂလာရှိသောမျော်လင့်ခြင်းကိုစောင့်မျှော်ခြင်းနဲ့လာတာ။အနာဂတ်မျော်လင့်ချက်ကပိစုပန်ရဲ့တွေးဆောင်မှုတွေအခက်ခဲတွေကိုကြော်ဖို့လောကီတမန်မှုတွေကိုငင်းပေဖို့ခွန်အားဖြစ်စေတယ်။လက်ရှိအတ္တကိုမန်ကန်နဲ့ရှူထောင်ကမြင်စေတယ်။ကောင်းပါပြီဒီအထက်ကသင်ခန်းစာတွေကတကယ့်ကိုအားရစရာတွေပဲ။ ။တဆိုင်ဒီနှစ်ပေါင်းနှစ်ခေါင်နီးပါးကလမ်းညွှန်းချက်တွေကိုဒီနေ့21ရာစုမှာအသက်ရှင်နေတဲ့ကျမတို့အတွက်ဘလို့လက်တွေ့ပြန်ပြီးဆက်ဆက်ကျင့်သုံးနိုင်မလဲ။ဒါလေးဆက်ဆွေးနွေးကြည့်အောင်။အများကြီးကျင့်သုံးနိုင်တာပေါ့။ပထမဆုံးကတော့ကိုအတင်းတော်မိသားစုပတ်ဝန်းကျင်မှာကိုရောက်နေတဲ့အသက်အရွယ်ချင်းနေရကိုတောင်းဝန်ပါလဲဆိုတာဒီကျမ်းပိုက်အလင်းထမှာပြန်ဆန်းစစ်ဖို့ပဲ။ဥပမာအသက်ကြီးသူတွေဟာလူငယ်တွေအတွက်စံနမူနာကောင်းဖြစ်နေလား။ ကိုတက်တာကနောက်မျိုးဆက်ကိုတိဆောက်နေလားဒါမှမဟုတ်အဟံအတားဖြစ်နေလားဟုတ်ကဲ့အဲ့ဒီ lesson ကန်တွန်တင်မှု mentorship ကတာကဒီနေ့ခေတ်မှာပိုတော့အရေးကြီးလာတယ်လို့ပဲနော်မိသားစုအတိုင်းအဝိုင်းဆက်ဆံရေးတွေကအရင်လိုမခိုင်မြဲတော့တဲ့ချိန်မှာအတင်းတော်တွေကဒီလိုဆက်ဆံရေးတွေကပိုအားကိုးစရာဖြစ်လာနိုင်တယ်လုံးဝထောက်ခံပါပဲအတွေ့အကြုံရှိတဲ့ယုံကြည်သူတွေကအချိန်ပေးပြီးငယ်ဝေးသူတွေရဲ့ဘဝတွေပါဝင်ပတ်သက်ဖို့လိုတယ်အိမ်ထောင်ပြုခါနီလူငယ်တွေ ်မိသားစုပေါ်စာနေတဲ့လူငယ်တွေလုံငန်းခွင်စင်ခေါ်မှုတွေကြုံနေရသူတွေအတွက်လက်တွေ့လမ်းညွှန်မှုအားပေးမှုဆူတောင်းပေးမှုတွေကတိတ်တန့်ဖို့ရှိလေအခန်းငယ်9ကအိမ်မှုကိစ္စမှာစ조사သူဆိုတာမျိုးကိုဒီဗစ်ခစ်အမျိုးသမီးတွေပြောင်းလဲလာတဲ့အခန်းကဏ္ဍနဲ့ဘလို့ဟန်းချစ်ညီအောင်လုပ်မလဲဆိုတာမျိုးတွေကြတော့ဆွေးနွေးနားလည်မှုယူရမှာပေါ့အဓိကကကိုတာဝန်ယူထမ်းတာကိုကောင်းကောင်းစီမံခန့်ခွဲခြင်းကဝဉဉကြီးရဲ့ရင့်ကျက်မှုရဲ့အစိတ်ပိုင်းပဲဆိုတာပါပဲ နောက်တစ်ခုကအဲ့ဒီကျေးဇူးတော်ရဲ့တုံတင်လေးချင်ပေးတဲ့အခန်းကဏ္ဍကိုအလေးထားဖို့ပဲနော်။တခါလေကျေးဇူးတော်ကြောင့်အကုန်အလကားရတယ်ဆိုပြီးအသက်တောင်မှပေါ်ပေါ်ဆက်ဆက်နေမိကြကြတယ်။ဒါတကယ်သတိထားရမှာတီတူတူအရာကျေးဇူးတော်ကိုမှန်မှန်ကန်ကန်နားလေရင်အဖြစ်ကိုပုံမုံရမယ်။တန့်ရှင်းခြင်းကိုပို့တန်းတာရမယ်။ဘာလို့လဲဆိုတော့ကျေးဇူးတော်ကိုယ်တိုင်ကအဲ့ဒီလိုဖြစ်လာအောင် လေ့ကျင့်ပေးနေလို့ training ကျေးဇူးတော်က license မဟုတ်ဘူးလွန်မြောက်ခြင်းနဲ့အတူပါလာတဲ့စွမ်းအားဖြစ်တယ်။ငယ်စလေးမှာပြောခဲ့သလိုပဲခရစ်တော်ကကျွန်တော်တို့ကိုကောင်းသောအကျင့်တို့ကိုစိတ်အားထက်ထန်တော်သူတွေဖြစ်စေခြင်းတာ။ဒါကြောင့်ကျေးဇူးတော်ကိုအကြောင်းပြပြီးအကျင့်ပေါ်တာအဖြစ်ကိုလက်ခံထားတဲ့မျိုးကကျေးဇူးတော်ရဲ့ရည်ရွယ်ချက်နဲ့ဆန့်ကျင်ပေဖြစ်နေတယ်။ဟုတ်ကဲ့ရှင်းလိုက်တာ။ကျေးဇူးတော်ကကျမတို့ပိုပြီးတာဝန်ဒီစိတ်ရှိတဲ့ဖျားဖုံးတော်ထင်ရှားစေတဲ့အတ္တတာမျိုးရှင်တန်ဖို့ခွန်အားပေးတာပေါ့အတိအကျပါပဲ ကျေးဇူးတော်နဲ့အချင်းဒီလာဟာအတူတူသွားရမှာပါဟာပါရီဒီနေ့တီတူအော့ဝါရာစာအခန်းကြီးမိကို The Wise Believers ရဲ့မဆူတဲ့အကူအညီနဲ့အတူတူလေ့လာသုံးသပ်ခဲ့တာအချိန်နဲ့တော်တော်ကြာသွားပြီအဓိကကောက်ချက်ဆွဲရရင်တော့ခရစ်ယာန်ယုံကြည်ခြင်းဆိုတာစိတ်ကူးတက်တက်မဟုတ်ပဲနေ့စဉ်ဘဝအသက်ရှင်မှုတိုင်းမှာလက်တွေ့ထင်ထနေရမယ်အသက်အရွယ်အချိန်နဲ့လိုက်တာဝန်တွေရှိသလိုတရားအားလုံးကိုလုံနိုင်ဖို့ခွင့်အားကဖခင်ရဲ့ယေရှုတော်ကလာပြီး ခရစ်တော်ပြန်လာမယ့်မျောလင်းချက်ကရှေ့ဆက်ဖို့တွန်းအားပေးနေတယ်ဆိုတာပါပဲဟုတ်ပါတယ်ဒီအခန်းကြီးကကျွန်တော်တို့အားလုံးကို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 ပြန်မေးဖို့မေးခွန်းတစ်ခုချန်ခဲ့တယ်ငါရဲ့အသက်တာကငါယုံကြည်ပါတယ်ဆိုတဲ့အိမ်ဝိုင်းကလေးတရားကိုတန်စာစင်နေသလားဒါမှမဟုတ်အကြီးတန်းစင်နေသလားဆိုတာပဲကိုအိမ်မှာအလို့မှာအတင်းတော်မှာပေါင်တင်းဆက်ဆံရေးတွေမှာ ကိုအပြုအမူကဖျားရဲ့ကတင်ချင်းကြီးစုတော်ရဲ့အလားတရားကိုဘလောက်ထင်ရှားစေနေပါသလဲ။ဒါကတကယ်ကိုလင်းလင်းနဲ့နဲ့ဆင်ခြင်စရာပါပဲ။ဒီဆွေးနွေးမှုရဲ့အဆုံးမှာနောက်ထပ်စဉ်းစားစရာလေးတစ်ခုထပ်ပေးခြင်းပါလေ။ဒီကျမ်းပိုက်မှာပါတဲ့အသက်ရွယ်အလိုက်အခြေအနေအလိုက်ကြင်ကြံရမယ့်အမှုအချင်းအလန်းညွန့်ကျစ်တွေကိုလေဒီနေ့ခေတ်ရမတူကွဲပြားတဲ့ယဉ်ကျေးမှုတွေလူမှုဘဝအခြေအနေတွေလုပ်ငန်းခွင်တွေထဲမှာတစ္ဆရှိစွာနဲ့ဉာဏ်ပညာရှိစွာနဲ့ဘလို့အကောင်းဆုံးအတုံးချနိုင်မလဲ။ ဥပမာဂျူနီအထပေးလက်နာခံခြင်းတစားရှိခြင်းလမ်းညွှန်ချက်တွေကိုဒီနေ့ခေတ်အလုတ်ရှင်အလုတ်သမားစစ်ဆန်ရဲမှာဘလို့တင့်တင့်မှန်ကန်စွာကျင့်သုံးမလဲဓမ္မမို့ခင်မွန်းကိုလက်အောက်ခံခြင်းဆိုတာကိုမတူညီတဲ့ယဉ်ကျေးမှုနောက်ခံတွေကယုံကြည်သူတွေအနေနဲ့ဖျားရဲ့မူလရည်ရွယ်ချက်မပြောက်စေဘဲဘလို့နားလဲကျင့်သုံးကြမလဲဒါတွေကအတူတကဆွေးနွေးဉာဏ်ပညာရှာရမယ့်ကိစ္စတွေပါဒီအချက်တွေကိုဆက်လက်ဆင်ခြင်ဖို့တိုက်တွန်းနေတယ်ပဲဒီနေ့အတွက်ဒီမှာပဲအဆုံးတတ်လိုက်ပါစီ